နိုင်ငံတော်မှာအာနာသိကာလအတွင်းပဏိပခနဲ့ဆက်နွယ်တဲ့လေပိုင်းဆိုင်ရာအကြမ်းဖက်မှုပေါင်း963မှုဖြစ်ပွားခဲ့တယ်လို့အမျိုးသမီးများအဖွဲ့ချုပ်မြန်မာနိုင်ငံ WLB ကပြောပါရယ်ဒီကြောင့်ကိုစောပွေကတင်ဆက်ထားပါရယ်စစ်တကအာနာသိမ့်မှုကျွမ်းမဲ့တဲ့အချိန်ကနေခုနှစ်မေလအထိ WLB ကကောက်ယူထားတဲ့စင်းတွေအရ အတ္တမပြုခြင်းမူ183မူလိမ္မိုက်ဆိုင်ရာအကျံဖဲမူ958မူအထွေထွေချမ်းမအခြေပြုအကျံဖဲမူ88မူဖြစ်ခဲ့တယ်လို့ဆိုပါရယ်အထူးသဖြင့်ဒီ2021ပေါ့နော်ဒီစေအနာစာသိမ်းပေါ့နော်စူးစားပြီးတော့စာသိမ်းတဲ့အခြေဆိုရင်အခြေကစပြီးတော့ပေါ့နော်ဒီ2025အာပြီးခဲ့တဲ့အာ2025အထိဆိုရင် ကျမတို့ဒီအာ WAB ကနေကောက်ခါထားတဲ့အမှုဆိုရင် 963မှုပေါ့နော်ဒါပြိပကဆက်နွယ်နဲ့လင်ပိုက်ဆိုင်ရာချက်ဖက်မှုအမှုတွေပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီဒီဒီဆီယနာသိအဲတဲ့အခြေအားစပြီးဆိုရင်လည်းတနိုင်ငါလောက်ကလည်းပြိပကဖြစ်တဲ့နိုင်နေရာတွေဖြစ်တဲ့ဖြစ်တာတွေလည်းဖြစ်ကုန်လာဖြစ်လာတဲ့ခါကျတော့ဒါတော်မှကျွန်မတို့အ WAB အဖွဲ့စီက WAB အဖွဲ့ဖွဲ့စီတွေကပဲသူ့ရဲ့သူ operate လုပ်တဲ့နေရာပေါ့နော်သူ့ သူ့နေမြေမှာသူကောက်ခံတဲ့နေမြေလောက်ပဲကျမတို့ကောက်ကောက်ခံထားတာဖြစ်တယ်ပေါ့နော်ပဏိပတ်ခနဲ့ဆက်နွယ်တဲ့လိမ်မဲဆိုင်ရာအကြမ်းဖက်မှုတွေကကရနီပြည်နယ်မှာအများဆုံးဖြစ်ခဲ့ပြီး365မှုဖြစ်ခဲ့တယ်လို့ WLB ကဆိုပါတယ်။စကိုင်းတိုင်းမှာ349မှု၊ရှမ်းပြည်နယ်မှာ102မှု၊ကချင်းပြည်နယ်မှာ40မှု၊တနင်္သာရီတိုင်းမှာ28မှု၊ချင်းပြည်နယ်မှာ19မှု၊ရန်ကုန်တိုင်းမှာ6မှု၊ကရင်ပြည်နယ်မှာ3မှု ရခိုင်ပြည်နယ်မှာ3မှုနေပြည်တော်မှာ2မှုမန္တလေးတိုင်းမှာ2မှုနဲ့မကွေးတိုင်းမှာ2မှုရှိတယ်လို့ WLB ကစင်းကောက်ယူရရှိခဲ့ပါတယ် WLB ကနေစင်းမကောက်နိုင်ခဲ့တဲ့ပဏိပခနဲ့ဆက်နွယ်တဲ့လိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေလည်းများစွာရှိနေတယ်လို့နော်ဆက်ဆဲကပြောပါတယ်တချို့သောအမှုတွေဆိုရင်အမီတာစုတွေကိုချိတ်ချောင်းတာတို့ပြီးလို့ရှိရင်လည်းဒီ to the ဒီ uh, ကျุလွန်ခံရသူတွေကိုခြေချောက်တာတို့ပြီးလို့ရှိရင်လည်းဘယ်ဘယ်နေရာမှာတင်ပြရမလဲပြောပြရမလဲဖွင့်ပြောရမလဲဆိုတဲ့ရန်တရားတွေမရှိတာတို့ပြီးလို့ရှိရင်လိုက်ခက်ခဲတို့အဲဒါမျိုးတွေကြောင့်အဒီအမှုကိစ္စရတွေပျောက်သွားတာတို့ပြီးလို့ရှိရင်လည်းဒီအဒီအမှုတွေကိုမတ်တမတင်ရတာတို့တွေအများကြီးရှိရှိသေးတယ်ဗောနော်စီကောင်စီတက်ကအသက်မပြည့်သေးတဲ့မိန်းကလေးငယ်တွေလူနည်းစုမျိုးသမီးတွေတက်ကြီးရွယ်အမျိုးသမီးတွေ ਨੇ LGBTQIA+ လိင်စိတ်ခံယူမှုကွဲပြားသူတွေကိုပြစ်မှတ်ထားပြီးအထမပြုကျင့်မှုကိုစစ်လက်နဲ့လိုကြက်ကြက်ပြက်ပြက်လုပ်နေတယ်လို့ WLB ကဆိုပါတယ်။